မြိတ်ကော်တောင်လှမ်းပိုင်းကစကောက်စီတက်ဆက်စေးဂိတ်တွေမှာစားတောက်ကုန်တက်ဆောက်ခွက်ကိုအေဘီလာအစောပိုင်းကပိတ်ထားပေးမယ်။အခုရက်ပိုင်းပိုတိတ်ကျက်လာတယ်လို့ဒေသခံတွေနဲ့ကုတ်ကားသမားတွေစီကသိရပါဗျာ။အဲ့ဒီလမ်းတစ်လျှောက်ကစကောက်စီတက်ဂိတ်တွေဟာကုတ်ကားတွေမှာစားတောက်ကုန်တင်လာရင်တိတ်တိတ်ကျက်ကျက်ဆက်စေးပြီးအတမသိသိတာတွေလုံလာတယ်လို့ကုတ်တီရှင်မောင်းတူကပြောပါဗျာ။မိုင်းရ60ကျော်กว่าဝေးတဲ့အဲ့ဒီလမ်းပိုင်းမှာစကောက်စီဆက်စေးဂိတ်10နှစ်ချီရှိပြီး ကျင်းနေတဲ့သရဆစီကဲအပါအဝင် တနင်္သာရီမြို့နယ်ထဲကဆစီဂိတ်တွေမှာအဓိကဆစီလိရှိတယ်လို့ကာသမအချို့နယ်ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုစားတောက်ကုန်တင်ဆောင်ခွဲပိတ်ထားလို့တနင်္သာရီနဲ့ဗုတ်ပြင်းမြို့နယ်ကရွာတွေမှာဓာတ်ဆီနဲ့စားတောက်ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်လာတယ်လို့ဒေသခံတွေစီကသိရပါတယ်။တနင်္သာရီတိုင်းထဲတွန်လိုင်းတက်တွေအားကောင်းတဲ့ဒေသတွေကိုစံရိတ်ခါနဲ့စေဝါစားတဲ့ကုန်ပစ္စည်းတင်ဆောင်တာကိုစက်ကောက်စီတက်ကပိတ်ပင်ကတ်တက်လိရှိတာပါ။ တနင်္သာရီမြိတ်ပြီးထောင်စုလမ်းကကျင်းတန်းတိုင်းတရာစက်ကောက်စီစစ်ဆေးဂိတ်မှာလဲဆန်အပါဝင်စားတော့ကိုတင်ဆောင်လာတာကိုတိတိကျကျစစ်ဆေးလိရှိတဲ့အပြင်ရေမောင်းနဲ့ခီးသွွားတွေကိုပါဖန်ဆီးလိရှိပါသေးတယ်။